ဟောတဏိတာလုံးမှာတဏိတာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကင်တာတွေသွားရမယ်လုပ်ရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာချုပ်တတ်တယ်အဆီးတဲ့အဆီးတဲ့နဲ့ပြောကြတာမမျောလင့်မဲနဲ့ဖြစ်တာကိုအဆီးတဲ့လို့ခေါ်တာအဲ့တော့အန္တရာယ်ဆိုတာတွေကိုချုပ်တတ်တော့ဒီအန္တရာယ်တွေမချုပ်ကြရအောင်ဘာလို့ဖို့လိုအပ်တယ်လဲဆိုတာ မှန်ကန်တဲ့ဤတစ်ခုနဲ့အနိယရေကိုမကြုံမှုဖရာအတွက်ဟောဒီဒုတိယတတိယမြောက်သရုပ်ထမြောက်ခါထာလေးကမပြောတော့ဆိုတပ်ပိဘုရားဘလပတ္တာပစ္စေကံနေစယံပလံအရဟန္တာနေစတေစေနရက္ခံဗလာမိတဘတော်ရက္ခဆိုတာအဆောင်အရှောင်းအကာအွယ်တစ်ခုလုံလိုက်တယ်အေးဒါကြောင့်မို့လို့ပြောကြတယ် ခီးသွားလို့ရှိရင်တမုတ်တွေရွတ်သွားတယ်ဆိုတာတမုတ်တွေဆိုတာဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာဒါလည်းဘုရားကိုအာယုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားတယ်အဲ့ဒီကုသိုလ်ကကာဝေဆောင်းလျှောက်တယ်လို့ဆိုလို့တာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းတော့ဆိုရက္ခံဗန္ဒာမိသဗ္ဗတောအယက်ခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအကွယ်ဖြစ်အောင် ဆောင်းလျှောက်ကိုလောက်ပါတယ်တဲ့။ဘာနဲ့အဆောင်းလျှောက်ကိုလောက်တာလို့ဆိုတပ်ပြီဗုဒ္ဓဗလပတ္ထ။ခရီးရီဆိုတာစွမ်းအမတမကြီးတယ်။ကာယဗလညာနာဗလဆိုတာလို့စွမ်းအကြီးတယ်။ခရီးမန္တမစွမ်းအားတွေအမတန်ကြီးတယ်။အဲ့ဒီခရီးရီရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ဟုတ်လားအနည်းခင်းမှုကိုဆောင်းလျှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာ။ ဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချီကျူးလိုက်တာပဲတပ်ပေဗုဒ္ဓဗလပတ္တာဆိုဆရာရှင်နေအလုံးဟာကာယဗလညာနာဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်ဒါနဲ့အမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်ပစ္စေကနဲ့ဆိုင်ယံပလံဖရာတော်ကဟူပစ္စေကဘုရားအရှင်မြတ်တိလဲစွမ်းအားတွေရှိ အဲ့ဒီစွမ်းအားတွေနဲ့ကာဝယ်လုပ်ပါအရန္တာနင်းစသေစေတာယန္တာပုဂ္ဂိုလ်ရဲ့အရှိန်အဝါတွေလည်းရှိတယ်အဲ့ဒီအရှိန်အဝါတွေကိုတုံးချပြီးတော့ဟောလာကိုယ့်အတွက်အကာအွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဖရာကချီးမွမ်းပြီးတော့ဖရာရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပစ္စိကဂုဏ်ရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားတွေ ဒါအာယုံပြဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဖရာတွေအများ